သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်းချန်နယ်မှာဒီကနေ့အော်တိုဘားလ15ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုဆုံးထိကြည့်ရှုနားဆင်ပေးဖို့မေတ္တာရက်ခံအပ်ပါရယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စစ်ကောင်းဆောင်နဲ့စစ်တပ်ကိုတိုက်ခါကြဆင်မှုနဲ့တမီးစိုးခေါ်တပ်ကိုကိုကိုနိုင်ငံတော်ကြီးမျိုးပြစ်စင်မှုပုံမှန်905ကကြီးနဲ့ထပ်မံအမှုဖွင့်လိုက်ပြီးစက်တွေရေးဥပဒေပုံမှန်66ကကြီးကိုပါ တမာရီအမှုရင်ဆိုင်ရမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်းဆောင်မင်းအောင်လှိုင်နဲ့စစ်တပ်ကိုတိုက်ခါကြစီမှုနဲ့တမီးစိုးခေါ်တပ်ကိုကိုကိုနိုင်ငံတော်အကြီးအကျယ်ပြက်စီမှုပုံမှ905ကကြီးနဲ့ထက်မှန်အမှုဖွင့်လှစ်လိုက်ပြီးဆက်သွယ်ရေးဥပဒေပုံမှ66ကကြီးကိုပါတပါးတဲ့အမှုရင်ဆိုင်ရမှာဖြစ်ကြောင်းတမီးစိုးရဲ့မိတ်ဆွေဖြစ်သူကပြောဆိုပါတယ်။အွန်လိုင်းပေါ်မှာမင်းအောင်လှိုင်နဲ့မိမကြည်ကျူးလာအပအဝင်စစ်အရာရှိများကိုတိုက်ခါကြစီရန်ပြောဆိုခဲ့တဲ့အမှုဟောင်းများနဲ့တိုင်ကြားခံရတဲ့ အမေရိကန်နိုင်ငံသူတမီဇုကိုတက်ကိုကိုကိုအော်တိုဘားလ12ရက်နေ့ရန်ကုန်လေဆိပ်မှာဖမ်းဆီးပြီးပြင်ဦးလွင်ရေစကန်ကိုအော်တိုဘားလ13ရက်နေ့မှာပို့ဆောင်ခဲ့ကြောင်းတမီဇုမှာအေတင်ကိုကအမှုဖွင့်ဆွဲဆိုထားတဲ့ဆက်သွေးဥပဒေပုံမှ66ကာဂျီအပြင်နိုင်ငံတော်ကြီးညိုပြက်စီမှုပုံမှ905ကာဂျီကိုပါတပါတဲ့အမှုရင်ဆိုင်ရမှာဖြစ်ကြောင်းသိရှိရပါတယ်။တမီဇုကိုပြင်ဦးလွင်ရေစကန်မှာစစ်တပ်မှအရာရှိတအူးကအမှုဖွင့်ထားခြင်းဖြစ်ပြီးလက်တလောကျမ်းမာရေးမကောင်းမှုဘူးလို့သိရှိရကြောင်း တမိစိုးရဲ့မိတ်ဆွေဖြစ်သူကရှင်းပြပါတယ်။မစားနိုင်မတောင်းနိုင်ဘူး။ကျမ်းမာရေးမကောင်းဖြစ်နေတယ်လို့သိရတယ်။ရှင်းနေရပါရင်ငှားခွင့်ရှိတယ်ဆိုပြီးသက်ဆိုင်ရာကပြောတယ်လို့တမိစိုးရဲ့မိတ်ဆွေဖြစ်သူကဆိုပါတယ်။ဒီကနေ့ထုတ်စစ်တပ်ရဲ့ဝါဒဖြန့်သတင်းစာများထဲမှာတမိစိုးကိုရွှေသက် Facebook အကောင့်မှနိုင်ငံတော်တည်ငြိမ်ရေးနဲ့အေဂျင်ရေးကိုပြပြစေရန်အတွက်ရေးသားဖြန့်ဝေမှုနဲ့အော်တိုဘားလ73ရက်နေ့ပြင်းလွင်ရေစကန်ကအမှုဖွင့်ထားကြောင်းစစ်တပ်ကသတင်းထုတ်ပြန်ထားပါတယ်။အော်တိုဘားလ72ရက်နေ့မနက်9:30မိနစ်အချိန်မှာ အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းခီးစဉ်အမှတ် AM 335နဲ့ရန်ကုန်လေဆိပ်မှထိုင်းနိုင်ငံတဝနာပူမိလေဆိပ်ကိုထွက်ခွာမဲ့တက်ကိုကိုခေါ်တမီးစုကိုစစ်တပ်ကရန်ကုန်လေဆိပ်မှဖမ်းဆီးခဲ့ခြင်းဖြစ်ပါတယ်။တမီးစုမှာအမေရိကန်နိုင်ငံသူဖြစ်ပြီးဖမ်းဆီးခံရချိန်မှာတားဖြစ်သူနဲ့ခင်ပွန်းဖြစ်သူတို့မှပြပမှကြံရစ်ခဲ့ပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့တနိုင်ငံလုံးအတိုင်းအတာနဲ့ရွေးကောက်ပွဲကိုရာနှုန်းပြကျင်းပနိုင်တော့မှာမဟုတ်ဘူးလို့အကြံဖတ်မင်းအောင်လိုင်ဝန်ခန်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့ရွေးကောက်ပွဲကိုရောင်နှုန်းပြည့်ကျင်းပနိုင်တော့မှာမဟုတ်ကြောင်းအကြက်ဖက်မင်းအောင်လိုင်ကဝန်ခံပြောဆိုလိုက်ပါတယ်။ဒီကနေ့နေပြည်တော်မှာပြစ်လုတဲ့စင်နစ်ပြည့် NCA နှစ်ပတ်လည်အခမ်းအနားမှာအကြက်ဖက်မင်းအောင်လိုင်ကထိုးထိုးပြောဆိုခြင်းဖြစ်ပါတယ်။လာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာစတင်ပြီးရွေးကောက်ပွဲကိုအပိုင်းလိုက်ကျင်းပမှာဖြစ်ကြောင်းတို့ရမှာရွေးကောက်ပွဲကိုရောင်နှုန်းပြည့်ကျင်းပနိုင်တော့မှာမဟုတ်ကြောင်းပထမအဆင့်အနေနဲ့မြို့နယ်ပေါင်း102မြို့နယ်မှာရွေးကောက်ပွဲပြုလုပ်မှာဖြစ်ပြီး ဒုတိယအဆင့်အနည်းနဲ့မြို့နယ်ပေါင်း100မှာရွေးကောက်ပွဲပြုလုပ်မှာဖြစ်ကြောင်းတတိယအဆင့်မှာကြန့်ရှိနေတဲ့မြို့နယ်များမှာရွေးကောက်ပွဲပြုလုပ်မှာဖြစ်ကြောင်းမဲအောင်လိုင်ကဆိုပါတယ်။ရာနှုန်းပြတော့မရဘူးဆိုတာကျွန်တော်ကြိုတင်ဝန်ခံထားပါတယ်။ရာနှုန်းပြကတော့ရွေးကောက်ပွဲ3ရက်စလုံးမှာလည်းရာနှုန်းပြမလုံနိုင်ခဲ့ပါဘူး။အကြောင်းအမျိုးမျိုးကြောင့်မလုံနိုင်တဲ့ရွေးကောက်ပွဲကိုလည်းနောင်လာမယ့်အစိုးရနဲ့ရွေးကောက်ပွဲကော်မရှင်ကကြားဖြတ်ရွေးကောက်ပွဲကိုဖြည့်ဆည်းပြီးတော့မှအလုံးပြည့်စုံအောင်လုပ်ဖို့ကျွန်တော်တို့စဉ်းစားထားတယ်ဆိုရလဲပြောလိုပါတယ်လို့မင်းအွန်လိုင်းကပြောဆိုပါတယ် လက်ရှိရွေးကောက်ပွဲမှာနိုင်ငံရေးပါတီ58ပါတီမှကုစလေလောင်း9000ကျော်ကစည်းရင်ပေးသွင်းထားပြီးတနိုင်ငံလုံးအတိုင်းအတာနဲ့6ပါတီကရှင်းပြိုင်မှာဖြစ်ကာရင်းပါတီများမှကြံ့ဖွက်ပါတီကကုစလေအရေးအတွက်တထောင်ကျော်နဲ့အများဆုံးရှင်းပြိုင်မှာလည်းဖြစ်ပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မြန်မာစစ်တပ်ကကျွလွန်နေတဲ့လူသားမျိုးနွယ်အပေါ်ရာဇဝတ်မှုတွေကိုနိုင်ငံတကာကတုံ့ပြန်အရေးယူရန်ပြက်ကွက်နေခြင်းကြောင့်ကြောက်မက်ဖွယ်နောက်ဆက်တွဲအကျိုးဆက်များကို မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေကထင်ရှားစွာလှစ်ဟပြတ်တနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံမှာစစ်တပ်ကကျူးလွန်နေတဲ့လူသားမျိုးနွယ်အပေါ်ရာဇဝတ်မှုများကိုနိုင်ငံတကာကတုံ့ပြန်အရေးယူရန်ပြက်ကွက်နေခြင်းကြောင့်ကြောက်မက်ဖွဲရနောက်ဆက်တွဲအကျိုးဆက်များကိုမြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေကထင်ရှားစွာလှစ်ဟပြတ်တနေကြောင်းကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တမ်းမကြီးဦးကျော်မိုးထွန်းကပြောဆိုလိုက်ပါတယ်။ယမန်နေ့အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့အကျဉ်း၈၀မြောက်ကုလသမဂ္ဂထွေထွေညီလာခံ ဥပဒေရေးရာကော်မတီစတ္တမကော်မတီရဲ့အထွေထွေဆွေးနွေးပွဲအစီအစဉ်အမှတ်87လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုများခေါင်းစဉ်နဲ့အထွေထွေဆွေးနွေးမှုအတွင်းမှာကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တန်အမတ်ကြီးဦးကျော်မိုးထွန်းကအထက်ပါတိုင်းပြောဆိုလိုက်ခြင်းဖြစ်ပါတယ်မြန်မာနိုင်ငံအပါအဝင်ကမ္ဘာနေရအနှံ့ပြားမှာလူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုများဆက်လက်ဖြစ်ပေါ်နေလေရှိကြောင်းလူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုများကိုအပြည့်ပြည့်ဆိုင်ရာအတိုက်အဝန်းကပြတ်သားစွာတုံ့ပြန်အေးအေးယူဆောင်ရွက်ရန်ပြက်ကွက်နေခြင်းရဲ့ ကြောက်မက်ဖွယ်ရာနောက်ဆက်တွဲစူးကျုံမြောက်ကိုမြန်မာနိုင်ငံရဲ့လက်ရှိခြေအနေကထင်ရှားစွာလှစ်ဟပြသနေပါကြောင်း2025ခုနှစ်စက်တင်ဘာလအတွင်းလူခွန်ရေးကောင်စီကိုတင်သွင်းခဲ့တဲ့မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးရေးရန်ရရဲ့အစီရင်ခံစာမှာအကြံပတ်စစ်အုပ်စုကကျူးလွန်နေတဲ့ရာဇဝတ်မှုများပုံမပြင်းထန်လာလျက်ရှိကြောင်းကိုစိုးရင်ပွဲရအထောက်အထားများနဲ့ဖော်ပြထားကြောင်းတမ်မတ်ကြီးကပြောဆိုပါတယ်အကြံပတ်စစ်အုပ်စုဟာ၎င်းတို့ရဲ့ရက်ဆက်ကြမ်းကြုတ်တဲ့ရာဇဝတ်မှုတွေကို တာဝန်ခံမှုမှရှောင်လွှဲရန်ကြံစည်၍တရားမဝင်အာဏာသိမ်းမှုကိုတရားဝင်စေရန်ရည်ရွယ်ချက်နဲ့အတုအယောင်ရွေးကောက်ပွဲလုပ်ငန်းစဉ်ကိုစီစဉ်နေကြောင်းတရားဝင်မှုကိုအတုအယောင်ဖန်တီးရန်ကြိုးပမ်းမှုရေဟာရက်ဆက်ကြမ်းကြုတ်တဲ့ရာဇဝတ်မှုကျွလွန်သူတွေကိုအပြစ်ပေးရေးယူခံရမှုမှကာကွယ်ပေးနိုင်မှာလည်းမဟုတ်တလို့အကာအကွယ်လည်းမပေးတင်သည့်ကိုသတိပြုရန်လိုအပ်ကြောင်းတမ်မတ်ကြီးကထောက်ပြပါတယ်လူသားမျိုးနွယ်အပေါ်ကျွလွန်တဲ့ရာဇဝတ်မှုများထွတ်တာဝန်ရှိသူတွေကိုအပြစ်ပေးဆိုင်ရာရာဇဝတ်တရားရုံးနဲ့ အခြားသောသက်ဆိုင်ရာတရားစီရင်ရေးယန္တရားများရဲ့တင့်လျော်တဲ့တရားစီရင်ရေးလုပ်ငန်းစဉ်များမှတဆင့်အပါအဝင်အပြစ်ပေးရေးယူရမှာဖြစ်ပြီးအကြံပတ်စေအုပ်စုကစီစဉ်နေတဲ့အတူအယောင်ရွေးကောက်ပွဲကိုပြတ်သားစွာပယ်ချပြစ်ရန်နဲ့စစ်အာဏာရှင်စနစ်ကိုအဆုံးသတ်ရေး Federal Democracy ပြည်ထောင်စုတည်ဆောက်ရေးမြန်မာနိုင်ငံအတွက်ငြိမ်းချမ်းပြီးတရားမျှတတဲ့အနာဂတ်ကိုရရှိစေရေးတို့အတွက်မြန်မာပြည်သူများရဲ့ကြိုးပမ်းမှုများမှာခိုင်ခိုင်မာမာအတူတကွနီလန်းအလုံးကိုအသုံးပြု၍ ရက်တံပေးကြပါရန်အပြည်ပြည်ဆိုင်ရာအတိုင်အဝန်းနဲ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအားလုံးကိုတမ်းမတ်ကြီးကတောင်းဆိုပါတယ်စစ်တပ်ကတရားမဝင်အာဏာသိမ်းပြီးနောက်၄နှစ်ကျော်ကာလအတွင်းအကြမ်းဖက်စစ်တပ်ဟာခွဲခြားမှုမရှိလေကြောင်းတိုက်ခိုက်မှုပေါင်း3844ကြိမ်ကျူးလွန်ခဲ့ပြီးအပြစ်မဲ့ပြည်သူပေါင်း4135ဦးဆုံးရှုံးခဲ့ရကကျောင်းစည်းကမ်းနဲ့ဘာသာရေးအဆောက်အအုံပေါင်း1000ကျော်အပအဝင်ပုဂ္ဂလိကအဆောက်အအုံပေါင်းတသိန်းကျော်ပျက်စီးဆုံးရှုံးခဲ့ရပြီဖြစ်ပါကြောင်း လက်ရှိအချိန်ထိမှတ်တမ်းတင်အတည်ပြုထားနိုင်တဲ့အစုလိုက်အပြုံလိုက်တက်ဖြတ်မှု452ကြိမ်ကျူးလွန်ခဲ့ပြီးကလင်းငယ်ရာကနဲအပအဝင်အရက်သား4863ဦးသေဆုံးခဲ့ရပါကြောင်းအကြံဖတ်စစ်တပ်ဟာတရားမဝင်အတင်းအကျပ်စစ်သားစုဆောင်းမှုပေါင်း1618ကိုလည်းကျူးလွန်ခဲ့ပြီးအရွယ်မရောက်သေးသူများအပအဝင်လူပေါင်း3000ကျော်ကိုအတင်းအကျပ်စစ်သားစုဆောင်းခဲ့ပါကြောင်း2025ခုနှစ်အောက်တိုဘာလ6ရက်နေ့ဗုဒ္ဓဘာသာဝင်တို့ရဲ့နေထူးနေ့မြတ်မှာပင် အကြံဖတ်စစ်အုပ်စုကစကိုင်းတိုင်းဒေသကြီးချောင်းဦးမြို့နယ်မှာလူစုလူဝေးအတွင်းကိုလူမဆန်စွာလေကြောင်းမှတိုက်ခတ်ခဲ့ပြီးကလင်းငယ်များအပါအဝင်အရက်သား20ခန့်အသက်ဆုံးရှုံးခဲ့ရကလူပေါင်းများစွာဒဏ်ရာရရှိခဲ့ကြပါကြောင်းတမ်မတ်ကြီးကပြောဆိုပါတယ်အကြံဖတ်စစ်တပ်ကလူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုများနဲ့စစ်ရာဇဝတ်မှုများကျူးလွန်နေရမှာချင်းကချင်းကရင်နီကရားကရင်ရခိုင်ရှမ်းစကိုင်းနယ်မကွေးတိုင်းဒေသကြီးများမှာရှိတဲ့အရက်သားများအပေါ်ခွဲခြားမှုမရှိဘဲ ပြစ်ခတ်တက်ခတ်ခဲ့တဲ့လေချောင်းနဲ့လက်နက်ကြီးတက်ခတ်မှုများတိတိတတ်တတ်များပြလာခြင်းစနစ်တကျညှဉ်းပန်းနှိပ်စက်မှုများလေပိုင်းဆိုင်ရာအကြမ်းဖက်မှုများကလေးတင်ငယ်များအပါအဝင်လူထံပေါင်းများစွာကိုဥပဒေမဲ့အကျဉ်းချမှုများရှိနေကြောင်းတအမတ်ကြီးကရှင်းပြခဲ့ပါရခင်ဗျာ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့စစ်ကော်မရှင်က ပြုလုပ်တဲ့ NCA စနစ်ပြည့်အခမ်းအနားကိုအပြည့်ရအဖွဲ့များခေါင်းဆောင် RCSS ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးရွတ်စစ်တက်ရောက်ခဲ့ခြင်းမရှိဘူးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အနာသိစစ်ကော်မရှင်ကနေပြည်တော်မှာပြည်လုံးနေတဲ့တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲရေးသဘောတူစာချုပ် NCA စနစ်ပြည့်အခမ်းအနားကို၎င်းတို့နဲ့ထိတွေ့ဆက်ဆံနေတဲ့လက်ကျန်အပြည့်ရဲ့အဖွဲ့များခေါင်းဆောင်ဗိုလ်ချုပ်ကြီးရွတ်စစ်တက်ရောက်ခြင်းမရှိကြောင်းသိရှိရပါတယ်။အဆိုပါ NCA စနစ်ပြည့်အခမ်းအနားကိုဒီကနေ့အော်တိုဘာလ15ရက်နေ့ကနေပြည်တော်မှာကျင်းပနေခြင်းလည်းဖြစ်ပါတယ်။အဆိုပါအခမ်းအနားကိုတိုက်ရိုက်ထုံးလွှင့်မှုများပြည်လုံးနေပြီးရင်းအတွက်စစ်ကော်မရှင်က၎င်းတို့နဲ့နှီးဆက်သူများအားကြိုတင် ဖိတ်ကြားထားခဲ့ရမှာ။ တက်ရောက်လာသူများထဲမှာဘ ෝජ ုတ်ကြီးရွက်စစ်ကိုတွေ့ရှိရခြင်းမရှိပါဘူးဘ ෝජ ုတ်ကြီးရွက်စစ်ဟာရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ရဲ့ဥက္ကဋ္ဌဖြစ်တယ်လို့ NCA ရေးထိုးထားတဲ့လက်ကျန်အပြည့်ရဲ့အဖွဲ့များရဲ့မဟာမိတ်အဖွဲ့ 7EAO Alliance ခေါင်းဆောင်အဖြစ်လဲတာဝန်ယူထားသူဖြစ်ကယခင်နှစ် NCA နှစ်ပတ်လည်များနေ့မှာ၎င်းကိုယ်တိုင်ဦးဆောင်တက်ရောက်လေရှိပါတယ်ယခုနှစ်မှာတော့ RCSS ကိုစလေကိုသာဆေလွတ်ခဲ့ပြီးယခင်တက်ရောက်နေကြ KNU ဥက္ကဋ္ဌဟောင်းစောမှု24နဲ့ဖရုစောရွှေမောင် DGB 2C ဦးစီးချုပ်ဒုဗိုလ်ချုပ်ကြီးစောရွှေဝ KNU KNLA PC 2ဥက္ကဋ္ဌနော့ကဘော်သူ ALP ဥက္ကဋ္ဌဒေါ်စောမြရာဇာလင်းတို့တက်ရောက်နေကြောင်းသိရှိရပါတယ်အလားတူစစ်ကော်မရှင်ကလည်းအနာသိမ်းပြီးနောက်၎င်းတို့အမိခံပြုလုပ်လေးရှိတဲ့ NCA အခမ်းအနားကိုရခင်နေများကမိသူမျိုးဝါတက်ရောက်ကြတယ်လို့ခံခံနာနာထုတ်ပြန်ခဲ့ပေမဲ့လည်းယခုနှစ်မှာတော့လက်ရှိအချိန်ထိထုတ်ဖော်ပြသခြင်းမရှိပါဘူးအဲ့ဒီအပြည့်ရဲ့အဖွဲ့များအနက်ဗိုလ်ချုပ်ကြီးရွတ်စစ်ဦးဆောင်တဲ့ RCSS အဖွဲ့တစ်ဖွဲ့သားလင်း အင်အားအသင့်တင်ရှိပြီးကြံဖွဲ့တွေကအင်အားနဲ့အဖွဲ့များဖြစ်တယ်လို့စစ်ကော်မရှင်နဲ့တွေ့ဆုံဆွေးနွေးရေး NCA ကိုဆက်လက်ကင်ဆွဲထားတဲ့အဖွဲ့များလည်းဖြစ်ကြောင်းသိရှိရပါတယ်။ရခိုင်က NCA ကိုတိုင်းရင်းသားလက်နက်ကင်အဖွဲ့အစည်းစစ်ပွဲမှာလက်မှတ်ရေးထိုးခဲ့ကြပေမဲ့လည်းစစ်အာဏာသိမ်းပြီးနောက် KNU, CNF, ABSDF, PNLO, NMSP, ED နဲ့ LDU တို့ဟာစစ်ကော်မရှင်နဲ့တွေ့ဆုံဆွေးနွေးခြင်းမရှိတော့ဘဲခုခံတွန်းလှန်လျက်ရှိပါရယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ဗမောက်မြို့ကိုစစ်ကောင်စီကတပ်မ33နဲ့အင်အားဖြည့်စစ်ကြောင်းထုံးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဗမောက်မြို့ကိုစစ်ကောင်စီကအမှတ်33ချင်းမြတ်တပ်မဌာနချုပ်တပ်မ33အောက်ကတရင်တွေနဲ့အင်အားဖြည့်တင်းပြီးစစ်ကြောင်းထုံးနေတယ်လို့ဒေသခံစီးရီးသတင်းရှိမြစ်တွေကဆိုပါတယ်။ကာကွယ်တပ်တွေသိမ်းပိုက်ထားတဲ့ဗမောက်မြို့ကိုစစ်ကောင်စီရဲ့စကိုင်းမြို့မှာအခြေစိုက်တဲ့တပ်မ33နဲ့ဗမောက်ဒေသမှာမြို့အသိမ်းမခံရခင်ကတည်းကရှိနေတဲ့တပ်မခွန်ခွန်လက်အောက်ခံတရင်တွေ ရှမ်းနီတက် SND တွန်းနဲ့အင်အားတထောင်လောက်သုံးပြီးတံပြန်ထိုးစစ်ဆင်နေတယ်လို့ဆိုပါတယ်။အရင်ကတမခွန်ခွန်ပဲထိုင်တာကတားဘတ်စစ်ကြောင်းပြုတ်သွားတော့အင်းတော်ပွဲမပြီးသေးဘူးဟယ်လီကော်ပတာနဲ့ပြန်ခေါ်ရွေ့သွားတာကတားကိုရှမ်းနီ SND တွေပဲဆိုရင်အခုချိန်နေတီမရောက်ဘူးလို့မြေပြင်တပ်ဖွဲ့ဝင်တဦးကလက်ရှိဗမောက်မြို့စစ်စင်ရေးအခြေအနေကိုပြောပါတယ်။တံပြန်ထိုးစစ်ဆင်လာတဲ့စစ်ကောင်စီတပ်နဲ့ SND တပ်တွေကိုတော်လိုင်းအင်အားစုတွေကတိုက်ခိုက်နေတာကြောင့်နေ့စဉ်တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့အသိပေးပါတယ်။ ဒါအပြင်စစ်ကောင်စီကနေစဉ်နှိပါလေချောင်းကနေပုံကျဲနေပြီစစ်ရှောင်ပြည်သူအချို့ကို SNE ကဖမ်းဆီးခေါ်ဆောင်ကနေအိမ်တွေကိုဖောက်ထွင်းခိုးယူနေတယ်လို့ဗမောက်မြို့စီးရီးတရင်ရှင်းမြစ်ကဆိုပါတယ်မြို့နယ်သုံးမိုင်ပတ်ချာလဲမှာပဲအနောက်ဘက်ကနေတက်လာတာတဖြည်းဖြည်းတိုးလာနေတဲ့အနေထားပဲလို့သူကဆိုပါတယ်လက်ရှိတိုက်ပွဲအခြေအနေတွေကြောင့် မြို့အနီးတဝိုက်ကြေးရွာ15ရွာဝင်းကျင်နဲ့မြို့ပေါ်ရက်ွက်၄ခုကပြည်သူ2000ဝန်းကျင်ပေးလို့ရကိုရှောင်တိတ်နေကြရပြီးအရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့ ဗမောက်ပကဖကထုတ်ပြန်ထားပါတယ်။ဗမောက်မြို့မှာရန်တွန်းပြူဝမှုဦးစီးတဲ့ SNE တပ်မဟာ614-69ရဲပြူစော်တီပူပေါင်းအင်အား400ဝန်းကျင်အခြေချနေထိုင်တဲ့ဗမောက်မြို့ကိုတော်လိုင်းရဲတပ်တွေကအမှတ်၁စစ်ဒေသကိုကဲမှုနဲ့စက်တင်ဘာလ20ရက်နေ့ကသိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ဗမောက်မြို့ဟာအမျိုးသားညီညွတ်ရေးအစိုးရလက်အောက်တရင်တပ်ဖွဲ့တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့အင်းတော်မော်လူးနဲ့ပင်လယ်ဘူးမြို့အနီးမှာလည်းတည်ရှိပါရယ်ခင်ဗျာ။ အဲ့ဒီနောက်မလေးရှားနိုင်ငံဂျာယီဝန်ကြီးပြက်ပြက်တာတာပြောပြီးဆိုတဲ့စောင်းဖားရှင်ဆရာလာဆိုးဝေရဲ့ရေးသားဖော်ပြထားမှုကိုတင်ဆက်ပေးပါမယ်။မလေးရှားနိုင်ငံဂျာယီဝန်ကြီးမိုဟာမက်ဟာဆန်ဟာ၎င်းရဲ့အော်တိုဘားလ9ရက်နေ့ခီးစဉ်နဲ့ပတ်သက်ပြီးအာဆီယံဥက္ကဋ္ဌအဖြစ်၎င်းရဲ့သဘောထားကိုသတင်းတောက်များကိုထုတ်ပေါ်ပြောဆိုလာခဲ့ပါတယ်။အဲ့ဒီလိုပြောဆိုရမှာယုံကြည်လောက်တဲ့မြန်မာရွေးကောက်ပွဲ ဖြစ်ဖို့အနည်းဆုံးပြည့်မီရမယ်စံနှုန်းများကိုတတ်မှတ်လာခဲ့ပါတယ်။၎င်းကလွတ်လပ်ပြီးတရားမျှတရမည် ထင်သာမြင်သာရှိပြီးယုံကြည်ရလောက်သည့်အနေအထားရှိရမည်နိုင်ငံရေးပါတီအားလုံးသက်ဆိုင်သူများအားလုံးပါဝင်ပြီးနိုင်ငံတဝန်းလုံးမှကျင်းပသွားနိုင်ရမည်ဆိုပြီးပြောဆိုခဲ့ပါတယ်အဖွဲ့ဝင်မြည်သည့်နိုင်ငံကားများထိုကိစ္စကိုတတိတခြားဆုံးဖြတ်၍မရဘူးလို့ဟာဆန်ကအလေးအနက်ထုတ်ပေါ်ပြောဆိုသွားခဲ့ပါတယ်အားလုံးဝိုင်းဝန်းဆုံးဖြတ်နိုင်ရန်မင်းအောင်လှိုင်ရဲ့တောင်းဆိုမှုကိုအာဆီယံအစည်းအဝေးမှာတင်ပြသွားမယ်လို့ဆိုပါတယ်လက်ရှိအနေအထားမှာအားလုံးကအလွန်အကျွံစိုးရိမ်မှုများရှိနေတဲ့အတွက် အာဆီယံမှလေးလာသူများဆီလွတ်မဲ့အရေးသဘောတူပွဲမရှိဘူးလို့မျှော်လင့်ရကြောင်းလဲသတင်းတောက်များကိုပြောဆိုသွားခဲ့ပါတယ်။အဲ့ဒီလိုတာမန်ခီးစဉ်တစ်ခုဟာအေးအေးဆေးဆေးပြီးသွားရမှာဖြစ်ပေမဲ့လည်းတက်တမန်ထုံးတန်းကိုဖောက်ပြက်ကမပြောသင့်သည့်များကိုပြောခဲ့ခြင်းကြောင့်ဟိုးလေးတကြောကြောဖြစ်သွားခဲ့ရပါတယ်။ဆီအိုဆူမှဟာဆန်ရဲ့ခီးစဉ်ကိုခုတုံးလောက်ကမလေးရှားမှလေးလာသူများဆီလွတ်မဲ့လို့၎င်းတို့အားတရားဝင် ဖြစ်လာတည်ယောင်ကလိန်ကကြွဝါရဖြန့်ပြောဆိုခဲ့တဲ့အတွက်ဟာဆန်တာမကအာဆီယံအဖို့ အတော်ကြီးတိကျနေနာသွားခဲ့ရပါတယ်မြန်မာအရေးအထူးအကြံပေးကောင်စီရဲ့ကြီးညာချက်မှာအာဆီယံဟာ၎င်းတို့ရဲ့အချက်၅ချက်မအောင်မြင်သည်ကိုဝန်ခံရတော့မှာဖြစ်ပြီးရွေးကောက်ပွဲကိုလည်းပြက်ပြက်တတပေးချရမယ်လို့ဆိုပါတယ်အဲ့ဒီလိုမဟုတ်ပါကမြန်မာ ပြည်သူများပေါ်ရရဆက်ဆက်တစ္ဆာဖောက်တယ်လို့ဖြစ်သွားမယ်ပြင်ဒေတာရင်းထွက်ပေါ်လာတဲ့အာနာရှင်စနစ်ကိုစုလက်များချင်းမြင့်တယ်လို့ဖြစ်သွားလိမ့်မယ်လို့ပါရှိခဲ့ပါတယ်လက်ရှိမှာအာဆီယံဟာစေအုပ်စုရဲ့အခွင့်အရာတိုင်းလှည့်စားပြီး အရှက်ရအောင်ပြုလုပ်ခံခဲ့ရသည့်ကြီးတာဖြစ်ပါတယ်။အာဆီယံရဲ့ကြာရှုံးမှုကြောင့်လက်တွေ့ဖြစ်လာနေသည့်ကအယက်သားထောင်ပေါင်းများစွာတပ်ဖြတ်ခံခဲ့ရခြင်းနိုင်ငံရေးအရာဥဆောင်ဥရွက်ပြုရမယ့်အရေးကိုမလုံနိုင်တဲ့အတွက်ပြင်ပနိုင်ငံများကဝင်ရောက်ပတ်သက်လာသည့်ကိုခွင့်ပြုလိုက်ရခြင်းနိုင်ငံပြတ်ကျော်ရာဇဝတ်မှုများမှုလို့ပေါက်လာခြင်းအဖွဲ့ဝင်နိုင်ငံများအကြားအာဏာသိမ်းဖို့မီးစိမ်းပြသလိုဖြစ်လာစေတဲ့စိုးရွားသောအကျိုးဆက်များဖြစ်လာခဲ့တယ်လို့ထောက်ပြသွားခဲ့ပါတယ်။စစ်အုပ်စုဟာရေးတင်လာပြီး ၎င်းတို့အပေါ်မြည်သူမြအရေးမယူနိုင်ဘူးလို့ဆိုကာအယက်သားတွေကိုပြစ်မှတ်ထားတက်ဖြတ်လာပြီးတရင်ကျွတ်မီထွန်းပွဲအလေတက်တဲ့ကိုပါပါရာဂလိုက်တာနဲ့ဘုံကျဲတက်ခတ်ရဲသည့်အထိလက်ရဲစရဲဖြစ်လာကြသည်လို့ဆိုပါတယ်အာဆီယံတို့အရေးကိုဖြည့်ရှင်းရင်ကြံရှိနေတဲ့နောက်ဆုံးအခွင့်အရေးကိုလက်လွတ်မခံတဲ့ပထမဆုံးလာမယ့်ရွေးကောက်ပွဲကိုပြက်ပြက်တားတားဆန့်ကျင်ပြီးမြည်သူမြပါဝင်ပတ်သက်ခြင်းမရှိရန်ဒုတိယအနေနဲ့စစ်ကောင်းဆောင်များကိုအစစ်မြစ်အစည်းအဝေးများတက်ရောက်ရန်တားမြစ်ထားမှုကို အခြားသောအစည်းအဝေးများကိုပါမြည်သည့်ကိုယ်စားလှယ်မှတက်ရောက်ခွင့်မပြုဘဲတန်ခတ်ထားရန်တတိယအချက်အဖြစ်လာမယ့်48ကြိမ်မြောက်အာဆီယံညီလာခံမှာမြန်မာအရေးအပြည့်အပြည့်ဖြည့်ရှင်းနိုင်မယ့်မဟာပြူဟာအသစ်ချမှတ်ရန်တို့ဖြစ်တယ်လို့အကြံပြုတင်ပြသွားပါတယ်။အဲ့ဒီဘျူဟာရီထဲမှာအထူးသဖြင့်လေကြောင်းတက်ခိုက်မှုများလုံးဝရပ်ဆိုင်းသွားအောင်တပ်တမန်ရေးအရာတိုးမြင့်ဆောင်ရွက်သွားရမယ်။ NUG CRPH NUCC နဲ့ EAO များနဲ့တွဲဆွန်ဆွေးနွေးနိုင်မယ့်အာဆီယံပလက်ဖောင်းတစ်ခုတည်ဆောက်သွားရန် ိုင်ငံတွင်ကျူးလွန်ထားတဲ့ရာဇဝတ်မှုများအတွက်တာဝန်ခံလာစေမဲ့အဖွဲ့အစည်းများနဲ့ပူးပေါင်းဆောင်ရွက်ရန်တို့ပါရှိတင်တယ်လို့ဆိုပါတယ်မြန်မာပြည်သူများအနေနဲ့စွန့်ပစ်ခံရတယ်လို့ခံစားနေကြရတဲ့အတွက်အာဆီယံအနေနဲ့မြန်မာနိုင်ငံနဲ့အာဆီယံကိုယ်တိုင်အပေါ်နှစ်ပေါင်းများစွာကပြက်ကွက်ခဲ့မှုကြောင့်ထိခိုက်နစ်နာကြေရမှုတွေကိုပြန်လည်ပြင်ဆင်ရန်မျှော်လင့်ပါကယခုချက်ချင်းအေးအေးယူဆောင်ရွက်ရမှာဖြစ်ပါတယ်မဟုတ်ပါကအာဆီယံဟာမြန်မာပြည်သူများကိုမြည်တို့ရင်ဆိုင်ရမည်နည်းဟုကြေညာချက်အစုံမှမေးခွန်းထုတ်ထားပါတယ် အာဆီယံအနေနဲ့မြေတုံးမြဂျာနီမူဝါဒကျင့်သုံးရမဖြစ်တော့ဘဲအဲ့ဒီလိုဆက်လက်၍လှုံ့ဆော်နေပါက၎င်းတို့အဖွဲ့အစည်းရာကဘာကြီးအတွက်အရေးမပါတဲ့ကိစ္စများကိုသာသဘောထားတိုက်ဆိုင်ကြတဲ့အသင်းကြီးလိုယူဆကယုံကြည်မှုကျဆင်းသွားတော့မှာဖြစ်ပါတယ်။မင်းအောင်လိုင်ကပြည်ရင်းမှာမြေတုံးပင်တက်ဖြတ်နေစေကမူအာဆီယံအနေနဲ့ဆက်ဆံရေးထိန်းသိမ်းထားနိုင်ဖို့အရေးကြီးတဲ့သဘောယူဆစရာဖြစ်လာနိုင်ပါတယ်။တရုတ်မှအာဆီယံမှထောက်ခံလာမယ်လို့မျှော်လင့်ထားတဲ့မျှော်လင့်ချက်နဲ့ ဒေါ်လာ3ဘီလီယံအကူအညီပေးမယ်လို့မတ်လုံးပေးကလှုပ်ခိုင်းထားတဲ့ရွေးကောက်ပွဲအတွက်မျှော်လင့်ချက်မင်းမိန်လာပြီလည်းဖြစ်ပါတယ်။လန်ဒန်ထုတ် Guardian သတင်းစာကြီးကပင် Charlie Chaplin ဇက်ရုပ်လိုကြည့်ရသည်မှာရည်စရာကောင်းလောက်အောင်စုတစိမ့်များစွာချိတ်ထားတဲ့မင်းအောင်လိုင်းတို့အဖွဲ့ဟာအဘယ်သူများတရားဝင်အစိုးရဖြစ်လာနိုင်မည်နည်းလို့မိကွန်းထုတ်ထားပါတယ်။ပြည်သူတို့ရဲ့တရားတော်စစ်မဟုတ်ချအောင်ရမည်လို့ရည်သားထားပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါအခုလိုဆုံးထိနားဆင်ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါရစေနောက်ထပ်ပြည်ရင်းပြပါတဲ့တော်လိုင်းရင်ပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာမြေ့ကြပါစေခင်ဗျာ